Hello အားလုံးပဲမင်္ဂလာပါဖူဘောမန်ချင်းကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညပွဲကြီးပွဲကောင်းအနေနဲ့အာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်တို့ချန်ပီယံစ်လိပွဲစဉ်ဖြစ်ရှိမယ်ကစားမယ်ဆိုတော့ဒီပွဲကိုတော့ကျွန်တော်တို့ဖူဘောမန်ချင်းမှာကျွန်တော်မင်းညာကချယ်လ်ဆီတို့ပွဲလို့ပဲ watch လောင်းလှုပ်သွားမယ်အစီအစဉ်ရှိတယ်ပေါ့နော်စမ်းသပ်ချက်တွေလာပြီးတော့ join လို့ကျွန်တော်ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးများလေးတင်ပါတယ်ကျွန်တော်မင်းညာကလည်းကျွန်တော်လာကြည့်ကြတာညီများတယ်ပေါ့နော်ဆိုတော့ဒီနေ့ညလည်းကျွန်တော်ဆက်ပြီးတော့လှုပ်သွားမယ်ဆိုတော့ပွဲကြို၃ချက်ကျွန်တော်ပြောကြည့်အောင်အာဆင်နယ်ကွင်းမှာဘိုင်ယန်မြူနစ်ကဒုက္ခပေးနိုင်စွမ်းကျွန်တော်ရှိမလား အမမအာစနယ်ဝင်မှာအာစနယ်ကပဲလက်ရှိမှာအရင်ကောင်းတဲ့ performance တွေဇက်တိုက်ပြိုင်ပွဲစုံပြထားတယ်ဆိုတော့ဘိုင်ယန်မြူနစ်ကိုဒုက္ခပြီးသွားနိုင်ဦးမလားပေါ့လောလောဆယ်ဥရောပမှာဆိုရင်အရင်အကောင်းဆုံး performance ပြနေတဲ့နှစ်သင်းလို့ကျွန်တော်ပြောလို့ရတယ်နှစ်သင်းစလုံးမှာ injury ပြဿနာကြောင့်ကိုစီလက်လွတ်ထားရတဲ့အဓိကကစားသမားတွေရှိတယ်ဒါပေမဲ့လို့အဲ့ဒီနှစ်သင်းစလုံးကိုယ်တိုင်ကဟိုသူတို့ပြည်ရင်းပြိုင်ပွဲတွေအပြင်ပြပပြိုင်ပွဲတွေ Champions League တို့ဘာလို့လို့ပြိုင်ပွဲတွေမှာပါ အရင်ကောင်းတဲ့ performance ကြီးကျွန်တော်ပြထားတာလူမစုံမဲနေတော့နှစ်သိန်းစလုံးကအဲ့ဒီတော့ကျွန်တော်ဒီနှစ်သိန်းရဲ့တွေးဆမှုကကျွန်တော်ပြည်သက်တွေကျွန်တော်မများတွေ့တော်တော်လေးကိုစိတ်ဝင်စားဖို့ကျွန်တော်ကောင်းနေတယ်ပေါ့ဒါကြောင့်လက်ရှိဘယ်လိုပြောမလဲအာဆင်နယ်ကိုဘိုင်ယန်မြူနစ်ကအနံ့ယူနိုင်စွမ်းရှိမလားပေါ့ဒါအာဆင်နယ်အနေနဲ့အိမ်ကွင်းမှာကစားရမယ်ဆိုတော့သူတို့အားသာချက်မျိုးတွေကျွန်တော်ရှိတယ်တော့ဘိုင်ယန်မြူနစ်ကအဝေးကွင်းဆိုတော့လုတ်ပြနိုင်ပါမလားတကူတော့ရှိတယ်ဘိုင်ယန်မြူနစ်ကကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ဒါပွဲစဉ်တုန်းက ဒီ PSG လိုအတင်းမျိုးကိုသူတို့ကွင်းမှာ PSG ကွင်းမှာဗောနော် Louis Diaz လိုကစားမမျိုးအနီးကထိရင်းနဲ့သူတို့ဒီ1 2ဆိုတဲ့ရလနဲ့အဝေးကွင်းမှာသူတို့ကအနိုင်ယူပြထားတာအဲ့တော့ Arsenal အတွက်ကတော့လုံးဝပေါ်ဆလို့မရတဲ့ပွဲမျိုးပါဆိုတော့ဧည့်သည်ဖြစ်တဲ့ Bayern Munich ရဲ့အခြေအနေကိုအရင်ဆုံးကျွန်တော်ကြည့်ကြည့်ရအောင်ဗောနော် Bayern ကကျတို့ဒီပွဲမှာအဝေးကွင်းမှာလာပြီးတော့ရှင်ပြိုင်ကစားရမယ်ဒီနှစ်တင်းကြားထဲမှာထိတ်တိုက်တွေးဆုံထားတဲ့အရာလေးလည်းကျွန်တော်ရှိတယ်ဆိုတော့ဖြစ်နိုင်ခြေပွဲထွက်လူစင်းနေနှစ်တင်းကြားထဲမှာကြုံနေရတဲ့ injury ပြဿနာတွေ ဒါအပြင်နှစ်သင်းစလုံးရဲ့ပြိုင်ပွဲစုံရလတ်တီနဲ့အခြေအနေတွေကိုကျွန်တော်သာဆွေးနွေးသွားပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဆိုတော့ဘိုင်ယန်မြူနစ်ကလက်ရှိဟိုအာဆင်နယ်နဲ့ဒန်တူပေါ်ဗျာအသီးတမလားချန်ပီယံစ်လိမှာ၄ပွဲမှာ၄ပွဲစလုံးအနိုင်ရပြီးတော့၁၂မှတ်ကူစီနဲ့ဒါအဆင့်၁အဆင့်၂ဆိုပြီးတော့ရက်တီနေကြတယ်ဘိုင်ယန်ကတော့အဆင့်၁ပေါ့ဒီနေရာမှာဘိုင်ယန်က၁၄ဂိုးသွင်းပြီးတော့၃ဂိုးပြန်ပေးထားရတယ်အာဆင်နယ်က၁၁ဂိုးသွင်းပြီးတော့ဟိုဂိုးပေးထားတာလုံးဝမရှိသေးဘူးဘိုင်ယန်အာဆင်နယ်ဟာချန်ပီယံစ်လိ၄ပွဲကန်ထားတဲ့နေရာမှာတပွဲမှဂိုးမပေးရသေးပါဘူး နော်ဘိုင်ယန်မြူနစ်ရဲ့ဘက်ကတော့၃ခုပြန်ပြီးထားရတယ်ဗောလေဆိုတော့နှစ်သင်းစလုံးကတော့အကောင်ဆုံးသင်းနေကျွန်တော်ဖြစ်နေတာဆိုတော့ဘိုင်ယန်ကကျွန်တော်လက်ရှိသူတို့ရဲ့ပြည်တွင်းလိဂ်မှာဆိုလို့ရှိရင်၁၁ပွဲကန်ထားတဲ့နေရာမှာ၁၀ပွဲနိုင်ပြီးတော့၁ပွဲတည်ရကြထားပါတယ်၃၁မှတ်ကြီးရထားပြီးတော့ကျွန်တော်အရင်ကောင်းနေပေါ့နော်ဟိုဘယ်လို goal difference 33ခုထိကိုကျွန်တော်ရှိထားတယ်ဒါတော်ကိုအချင်းကြီးကောင်းတဲ့အနေထားမျိုးပါဆိုတော့အာဆင်နယ်ကိုကျွန်တော်ကြည့်မြင်ဆိုလို့ရှိရင်တော့အာဆင်နယ်ကလက်ရှိ Champions League မှာဆိုလို့ရှိရင် Premier League မှာဆိုလို့ရှိရင် ကျွန်တော်အနေနဲ့ပေါ့နော်ဒီဒါအဆင့်1မှာကျွန်တော်ရှိနေတယ်ပေါ့နော်အဆင့်1မှာရှိနေပြီးတော့29မှတ်တီးရတာတယ်12ပွဲကန်ထားတဲ့နေရာမှာ9ပွဲထိနိုင်ပြီးတော့2ပွဲတည်ရေ2ပွဲရှုံးဆိုတဲ့ရလမျိုးကျွန်တော်ကြုံထားပါတယ်ပြည်တွင်းမှာဆိုလို့ရှိရင်ဒါဘီပွဲတွေမှာလည်းကျွန်တော်ပေါ့အနိုင်ရထားတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဒါအပြင်သူတို့ရှုံးထားတဲ့ပွဲကလစ်ဗာပူးပါတည်ရေကျထားတဲ့ပွဲကမန်ချက်စတာစီးတီးပါချန်နယ်ပွဲစဉ်တွေကိုအိမ်ဝင်အဝေးဝင်မရအကုန်နိုင်ထားတာဆိုတော့နှစ်သင်းစလုံးဟာပြည်တွင်းပွဲစဉ်တွေမှာအရန်ကောင်းနေတယ်လို့ပြပပွဲစဉ်တွေမှာလည်းလုံးဝပေါ့နော် ဟိုတခြားအသင်းဥရောပပြိုင်ပွဲအသင်းတွေနဲ့မတူဘူးဗျာတကယ်ကိုလမ်းပြန်ထွက်နေတဲ့ performance တွေကျွန်တော်ပြထားတာဆိုတော့နှစ်သင်းဆုံးရဲ့ကျွန်တော် injury ပြဿနာတွေကိုကျွန်တော်ကြည့်ကြည့်ရရင်လက်ရှိအဲခဏလေးနော်ပြောသွား injury ပြဿနာတွေရတော့ Arsenal ဘက်ကိုကျွန်တော်ကြည့်ရင်ပြီးခဲ့တဲ့ Spurs နဲ့ London Derby ပွဲမှာကျွန်တော်ဒီ Nonny Marouki နဲ့ဒီ Gabriel Martinelli တို့ကစားမမျိုးတွေကိုအရင်ကမှမြင်တွေ့ခဲ့ရတယ်ဆိုတော့ဒီပွဲက ဒီကစားမတွေလူစင်းတွေကိုထက်ပြီးတော့ပါလာအောင်မယ်ဆိုတဲ့လက္ခဏာပဲပေါ့နော်။ဒါပေမဲ့လို့တိုက်စစ်ကဗီတာယိုခရစ်တိုကျွန်တော်တို့ကမာတင်အူဒီကာတူလူကစားမတွေမမြင်ခဲ့ရဘူးဆိုတော့ဒီဘိုင်ယန်မြူနစ်နဲ့ပွဲမှာအာဆင်နယ်အနေနဲ့ကျွန်တော်ဘယ်လိုပြောမလဲဒီကစားမတွေကိုလူစင်းနဲ့ထက်လာနိုင်အောင်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်။နောက်နောက်ခံကစားမဖြစ်တဲ့ဂါဘရီယဲကလည်း hamstring injury ရနေတာ gabriel helsu က acl injury ကနေပြန်မလာနိုင်သေးတာ kain harbert ကလည်းကျွန်တော်တို့အနေနဲ့ဒီ ဒီစင်မှာကုန်ကန်ကြီးတော့မှပြန်လာနိုင်မှာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုဒီကစားသမားတွေကလုံးဝလွဲမဲ့ကစားသမားတွေပေါ့နော်အဲဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဂါဘရီယယ်နေရာမှာဆိုလို့ရှိရင်လီဗာပူးဆင်းကနေအငှားနဲ့လာကစားနေတဲ့ဟင်ကပီရိုကစားသမားတွေကျွန်တော်တို့ရှိမယ်သူကဒီလန်ဒန်ဒါဘီမှာလည်းသူကန်ခဲ့တာဆိုတော့တော်တော်လေးလေးကောင်းတဲ့ performance ပြတယ်ဆိုတော့ထပ်ပြီးတော့တွေ့ရဖို့ရှိတယ်ပေါ့နော်ဂျန်တဲ့နေရာတွေကတော့အပြောင်းလဲအများကြီးရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတိုက်စစ်မှာမီခဲမယ်ရီနိုကိုပဲကျွန်တော်ဆက်ပြီးတော့တွေ့ရဖို့ရှိတယ်တစ်ဖက်ကဘိုင်ယန်မြူနစ်ကိုကျွန်တော်တို့ကြည့်ရင်ဘိုင်ယန်မြူနစ်ကတော့ဒီပွဲမှာသူတို့အားအထားရဆုံးကစားသမားတွေကတယောက်ဖြစ်တဲ့ လူဝီဒီယက်စ်ကိုသူတို့ပေါ့နော်လက်လွှတ်ရပါမယ်သူသဖြင့်လူဝီဒီယက်စ်ကအဲချန်ပီယံစ်လိဟိုလို PSG နဲ့ပွဲမှာဒိုက်ရက်အနီကထိတော့ဟိုလို၃ပွဲပေခန်းနေပေါ့အရန်ကောင်းတဲ့ performance ကိုပြနေပြီးမှကျွန်တော်ဖြစ်သွားတာပေါ့နော်အခုလက်ရှိတရားဒီလုံးအနေထားနေတဲ့ DS ကတအားကောင်းနေတာဆိုတော့အဲ့လိုမျိုးအားကိုးရတဲ့ကစားမတရားကိုသူတို့ဒီပွဲမှာလက်လွှတ်ရမယ်ဆိုတဲ့မျိုးကဘိုင်ယန်အတွက်တတော်ကိုကြီးမားတဲ့နေနာမှုပါဒါအပြင်ဂျမာမူစီယာလာကလည်းလက်ရှိအချိန်ကြီးကျွန်တော်ပြန်ပြီးတော့မကောင်းသေးဘူးပေါ့နော် FIFA Club World Cup မှာ အဲဒရရူမာနဲ့ကျွန်တော်ဖြစ်ပြီးတဲ့အခါကျတော့တော်တော်ကိုစူးစူးဝါးအင်ဂျူရီပြဿနာကိုကြုံထားရတာလေ့ကျင့်ခန်းအပေါ်စားလေးတွေတော့ပြန်တော့ဆင်းနေပြီအဲဒါပေမဲ့လည်းလို့ကျွန်တော်လုံးဝဆိုသလိုပဲပြန်ပါနိုင်မှုမရှိသေးဘူးဒီပွဲမှာတော့ပေါ့နော်အဲဒါအပြင်ကျွန်တော်တို့နေအဲဘယ်လိုပြောမလဲဟိုဂျန်နစ်ကစားမတွေပေါ့နော်ထပ်ပါတော့အဖွန်ဆိုဒေးဗစ်တို့လိုကစားမမျိုးတွေလည်းဒူးတန်ရာကြောင့်ပြန်ပြီးတော့မပါနိုင်သေးဘူးပေါ့နော်အဲ့တော့အင်ဂျူရီပြဿနာတွေကနှစ်သင်းစလုံးမှာအဓိကကစားမတွေကျွန်တော်ကြုံနေရတာနေကျွန်တော်ရှိတယ် ဒါတော့ဖြစ်နိုင်ကြီးလူစင်းတွေကိုကျွန်တော်ကြည့်ကြည့်ရင်အာဆင်နယ်ဘက်မှာတော့ရာယာရှိမယ်ပေါ့လေခန်းစစ်လေးယောက်နေရာမှာဆိုလို့ရှိရင်လည်းအပြောင်းလဲဖြစ်လိမ့်မယ်လို့မထင်ဘူးတင်ပါရှိမယ်ဆာလီဘာရှိမယ်ဟင်ကဘီကျွန်တော်ရှိမယ်ကာလာဖီယိုရီကျွန်တော်ရှိမယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဇူဘမီနီနဲ့ရိုက်စ်အရန်ကောင်းတဲ့ပါတနာရှစ်ကိုကျွန်တော်မြင်နေရပြီးတော့ကျွန်တော်ကအစီလိုမျိုးပေါ့နော်ကစားသမားကောင်းတယောက်ပြီးခဲ့တဲ့လန်ဒန်တာဗီမှာဟက်ထရစ်သွင်းထားတဲ့ကစားသမားတယောက်ကလည်းနံပါတ်10ရုံးမှာပါအောင်မယ်တိုက်စစ်မှာဆိုလို့ရှိရင်ဆာကာရှိမယ်ထရော့ဆာရှိမယ်မီကယ်မယ်ရီနိုကျွန်တော်ရှိမယ်ပေါ့နော်တိုက်စစ်မှုစစ်စစ်မဟုတ်ပေမဲ့မယ်ရီနိုဟာလက်ရှိ ကျွန်တော်တို့ RTDA ရဲ့အသင်းမှာအရင်ကောင်းတဲ့ကစားမတစ်ယောက်ဖြစ်မီနီရပြီးတော့ crosser ကလည်းပဲအကြီးအပါဆုံးတိုက်စစ်ကစားမတွေကတယောက်ဖြစ်လာပြီးအဲတစ်ဖက်ကကျွန်တော်ဘိုင်ယန်မြူနစ်မှာတော့အပြောင်းလဲလေးလေးအရင်အရေးဆုံးရမယ့်အပြောင်းလဲလေးလေးကျွန်တော်ရှိတယ်ကုသမားကတော့ Noya ပါလာအောင်ပဲပြီးနောက်တက်လျောက်နေမှာ9 line 9 line မှာရှိမယ်ကျွန်တော်ပြီးလို့ရှိရင် Obamacano Jonathan Tark တို့လိုပြောတော့ကစားမတွေရှိမယ်ပြီးလို့ရှိရင် Belgian မှာဆိုလို့ရှိရင်ပေါ့နော်အဲ Joseph Stanisic တို့လိုကစားမတွေပါလာမလားဒါမှမဟုတ်ဘာရီလူကစားမတွေပါလာမလားပေါ့အကွင်းလင်မှာဆိုလို့ရှိရင်တော့ Kimmich နဲ့ ဘယ်ဘလူးဘီချ်တို့နှစ်ယောက်ရှိမယ်။နံပါတ်10မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ပွဲမှာဘာလို့မြင်ရမလဲ။အထူးသဖြင့်တောင်မန်နှစ်ဖက်မှာဆိုရင်ဗျာ OLC မဖြစ်မနေပါမယ်။တိုက်စစ်မှုစစ်စစ်ဟယ်ရီကိန်းပါမယ်။ပြီးလို့ရှိရင်ကျွန်တော်ဘောနော်ကနာဘရီရှိမယ်။အာဆနယ်အကယ်ဒမီတို့ကစားပေါင်းပြီးတဲ့ကနာဘရီကျွန်တော်ရှိမယ်ဗောနော်။အဲပြီးလို့ရှိရင်လူ18နှစ်ပဲလူငယ်ကစားမလေးဖြစ်တဲ့လန်နာကာရစ်ကျွန်တော်ရှိမယ်။ဒီကစားမလေးက18နှစ်နဲ့လက်ရှိဘိုင်မြူနစ်မှာဗောနော်။ထားပါတော့လူဝီဒီယက်စ်တို့ဘာလို့မပါနေတဲ့ပွဲတွေပဲကျွန်တော်ဖြစ်ဖြစ် ဒီလူစားတွေပါလေထဲလဲပြီးတော့ထဲတဲ့ပွဲတွေမှာပဲဖြစ်ဖြစ်အရန်ကောင်းတဲ့ performance တွေပြနေတာဒီကောင်တွေ16နှစ်နေပဲရှိသေးတယ်တအားကောင်းနေတာဗောနော Champions League မှာလည်းသူဂိုးတွေသူနေတယ်ပြီးတော့ပြည်တွင်းမှာလည်းပဲ assist တွေဂိုးတွေသူလုပ်ပြနေတယ်အဲ့တော့နောက်ထပ် option ကတော့ ဟိုဟယ်ရီကိန်းကိုနံပါတ်10ရိုးထားပြီးတော့ကနာဗရီအူလီစီဆိုပြီးတော့ဗောနော်တိုက်စစ်ကနီကလက်ဂျက်ဆင်ပဲအန်တိုင်းမူးလေးကျွန်တော်တို့သုံးလို့ရသေးတယ်ဆိုတော့ option တွေကရှိတယ်ဗောနော်အထူးတော်လည်းပဲခုနကပြောတဲ့လူဝီဒီယက်စ်တို့ဂျမန်မူဆီယာလာတို့အာဖွန်ဆိုဒေးဗီးစ်တို့လူကစားမမျိုးတွေတော့ပါနိုင်အောင်မဟုတ်သေးဘူးဗောလေဆိုတော့ဒါကနှစ်သင်းစလုံးရဲ့ဖြစ်နိုင်ခြေလူစည်ရင်မှာဆိုတော့အာဆင်နယ်နဲ့ကျွန်တော်ဘိုင်မနီရဲ့ကြားထဲမှာထိတ်တိုက်တွေးဆမှုတွေလည်းရှိထားတော့တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲလက်ရှိကျွန်တော်အနေနဲ့ဗောနော်အာဆင်နယ်ရဲ့နောက်ဆုံး အဲ record တွေအာဆင်နယ်နောက်ဆုံးကျွန်တော် form တွေကိုကြည့်ရင်အာဆင်နယ်က Champions League လေးပွဲမှာလေးပွဲစလုံးနိုင်ထားပြီးတော့ပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာအာဆင်နယ်က9ပွဲအနိုင်ရပြီးတော့တပွဲတည်ကြထားတယ်အဲ့ဒါက Premier League မှာသူတို့ဒီဘယ်လိုပြောမလဲအဝါရဲ့ကွင်းဆန်ဒလန်ရဲ့အိမ်ကွင်းကိုသွားကစားတာတူးတူးတည်ကြတဲ့ပွဲပေါ့နော်အဘိုင်ယန်မြူနစ်ကလည်းဒီတိုင်းမှာပဲအရင်ကောင်းတဲ့ performance တွေမြင်နေရတာ Champions League မှာလေးပွဲစတိုက်နိုင်တယ်ဒါပြင်သူတို့ဘောနောပြိုင်ပွဲသူနောက်ဆုံး6ပွဲမှာတပွဲတည်ကြပြီးတော့9ပွဲနိုင်တာနှစ်သင်းစလုံးက လုံးဝအကောင်းတဲ့ performance တွေကိုစီကိုကျွန်တော်မြင်နေရတာပေါ့နော်ဆိုတော့ထိတ်လိုက်တွေးဆုံမှုတွေကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲဘယ်လိုပြောမလဲဒီအာဆင်နယ်ကအာဆင်နယ်နဲ့ဘိုင်ယန်မြူနီတို့ကျွန်တော်တို့ဒါတိုင်ပွဲစုံထိတ်လိုက်တွေးဆုံမှုတွေ18ချိန်ထိကျွန်တော်ရှိပါတယ်အဲ့ဒီထဲမှာဆိုအာဆင်နယ်က9ချိန်အနိုင်ရပြီးတော့ဘိုင်ယန်မြူနီက10ချိန်ထိအနိုင်ရထားတယ်တည်ရီ၄ပွဲကျွန်တော်ရှိတယ်ပေါ့နော်ဆိုအဲ့ဒီတွေကမှ Champions League နောက်ဆုံးပေါ့နော်သူတို့တွေ့ဆုံထားတာတွေကိုကျွန်တော်ကြည့်ရင်အနှစ်သင်းစလုံးရဲ့နောက်ဆုံးတွေ့ဆုံမှုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Champions League ပေါ်တော့2024ခုနှစ်ကပါအဲ့ဒါကျတို့ Bayern Munich ရဲ့ကွင်းမှာတော့ Kimmich ရဲ့ဂေါင်းတိုက်တဲ့ဂိုးနဲ့ဝန်းစည်းဆိုပြီးတော့ Arsenal ကို Bayern ကသူတို့အိမ်ဝင်းမှာအနိုင်ရတယ်အာစနယ်အိမ်ဝင်းမှာတော့ကတော့တစ်ဖက်ကို2ခုစီတည်ရကြတာနှစ်ကြော်ပေါင်းနဲ့ပေါ့နော်ဘိုင်းမနီကနောက်တစ်ဆင့်ကိုတက်သွားတာပေါ့နော်အဲဆိုတော့အဲ့ဒီတော့ငါလည်းအာစနယ်ကွင်းမှာကျွန်တော်အရင်ကစားရတာဒါကတော့ကျွန်တော်တို့ဒီနေ့ဒါဇယားလို့ပေါ့နော်အမှတ်ပေးဇယားလို့ဖြစ်လာတော့ဒုတိယကျတော့မရှိဘူးပေါ့လေဆိုတော့အာစနယ်တွေတော့အားပါချက်လို့ကျွန်တော်ပြောရမယ်အာစနယ်တို့ကအိမ်ဝင်းမှာအနိုင်ရအောင်ကြိုးပမ်းမဲ့ပွဲမျိုးပါအဲ့ဒီနှစ်ပွဲရဲ့ရှေ့မှာဆိုရင်တော့တို့တို့ဒီ ဒါ international champion cup လို့ကျွန်တော်တို့ခေါ်တဲ့ဖွဲ့မှာတော့ဗောနော်အာဇနဲက2-1ဆိုတဲ့ရလနဲ့2019မှာဘိုင်ယန်ကိုအနိုင်ရတယ်ပေါ့အန်တိုင်းမှုတွေကျွန်တော်ရှိတယ်ဗောနော်ဆိုတော့ဒါကလည်းရှိနှစ်သင်းစလုံးရဲ့ထိတ်တဲတွေ့ဆုံမှုပါအဲ့တော့ကြောင့်ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုပြောမလဲအာဇနဲနဲ့ဒီနှစ်သင်းစလုံးအကြီးဘိုင်ယန်မြို့နှစ်သင်းစလုံးကကျွန်တော်ကောင်းနေတော့ဗျာခက်တော့ခက်တယ်ပြောရတာကလေးသေးလား အာဆင်နယ်ဆိုလို့ရင်နောက်ဆုံးပွဲတွေကိုကျွန်တော်ပြောချင်းစပါးနဲ့ပွဲမှာတကူးပြရတယ်ဆန်ဒလန်နဲ့ပွဲမှာနှစ်ကူးပြရတယ်ဆိုတော့နောက်ဆုံးနှစ်ပွဲမှာသုံးကူးပြထားရတယ်ဒါပေမဲ့အဲ့ဒီရှိမှဆိုလို့ပြင်ဆလာဗီယာဘရက်နဲ့ပွဲမှာဆိုကူးပြရတာမရှိဘူးဘန်နီနဲ့ပွဲပြီးကူးမရှိဘူးဘရိုင်နန်နဲ့ပွဲပြီးပြီးကူးမရှိဘူးနောက်ဆုံး၅ပွဲမှာအာဆင်နယ်ဟာပြီးကူးသုံးကူးပဲကျွန်တော်ရှိတယ်ဆိုတော့ clean sheet သုံးပွဲရထားတယ်ပေါ့နော်ဒါဟာတော်တော်ကောင်းတဲ့အနေထားမျိုးပါဒါစပါးနဲ့ပွဲမှာတောင်မှပြီးလျရတဲ့ကူးကလုံးဝပြားတည်တယ်ပေါ့နော်ကွင်းလင်လောက်ကနေပြီးရတာကူးမျိုးပေါ့မဟုတ်လို့ရှိရင်စပါးနဲ့ပွဲမှာ clean sheet ကယူနိုင်အောင်မှာဘိုင်မြူနီရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်တော့လေ သူတို့တွေပေါ့နော်ဒါ Union Berlin နဲ့ပွဲမှာ2ဂိုးပေးရတယ် Frankfurt နဲ့ပွဲမှာ2ဂိုးပေးရတယ် PSG နဲ့ပွဲမှာ2ဂိုးပေးရတယ် Liverpool နဲ့ပွဲမှာပေးဂိုးမရှိဘူး Cologne နဲ့ပွဲမှာ2ဂိုးပေးရတယ်ဆိုတော့ Bayern Munich ကပွဲတိုင်းနှီးပါတော့နောက်ပိုင်းပွဲလေးတွေမှာဂိုးပေးနေရတယ်ဒါပေမဲ့သူတို့တိုက်စစ်ကကောင်းတော့ဂိုးတွေရစက်တိုက်ဆိုသူတို့ကျွန်တော်ရနေတာပေါ့နော်အဲ့လိုနိုင်ပွဲတွေရနေတာအဲ့တော့ဒီပွဲမှာကျွန်တော်ကတော့တက်တင်းနဲ့တက်တင်း clean sheet တွေပါတယ်မြင်ရမယ်လို့ကျွန်တော်မထင်ဘူး Bayern Munich ရဲ့တိုက်စစ်ကလည်းကောင်းနေတယ်မှာပါတယ်ဆိုတော့သူတို့ဒါ အာဆင်နယ်ခန်းစစ်အနေနဲ့ကလင်းရှိယူနိုင်ပါအောင်မလားပေါ့ကလင်းရှိကတော့မလွယ်ဘူးလို့ထင်တယ်သူတပင်တခုတော့ရှိတယ်နော်ဒီလားအာဆင်နယ်အနေနဲ့ကျွန်တော်ဒီခန်းစစ်ကအရန်ကောင်းနေတယ်မှာပါတယ်ဗျာဒီလားပြိုင်ဘက်တီအတွက်ဟိုဘယ်လိုပြောမလဲ short on target တောင်မှတိတ်မရှိတဲ့အနေအထားမျိုးဆိုလို့ရှိရင်ဘူးရဖို့ဆိုတော့အဝေးကြီးပဲသီးလားအဲ့လိုမျိုးတော့ဒီကောင်းတဲ့ခန်းစီကိုအာစနယ်ကပိုင်ထားတာအဲ့တော့ Bayern Munich လိုမျိုးဥရောပရဲ့လက်ရှိအရင်တောက်ပနေတဲ့အသင်းမျိုးနဲ့ပြုတွေ့တဲ့အခါမှာသူတို့ထိနိုင်ပါမလား ျွန်တော်ကတော့အာဆင်နယ်ကအင်ရှင်ဖြစ်တဲ့အတွက်အများကြီးအားသာချက်ရှိတယ်လို့ထင်တယ်။အင်ရှင်ပြိသက်เนาะအင်ရှင်အားသာချက်နဲ့လက်ရှိနှစ်သင်းစလုံးကောင်းနေတယ်ဆိုပေမဲ့လို့အာဆင်နယ်ဟာအရင်လူစင်းတဲ့ကိုပဲသူကဘယ်လိုမလဲလူငယ်ကစားမားတွေထက်တုံးစရာမလူသည့်တိုင်အောင်ကိုပဲကောင်းပြနေတာ။အဲ့တော့အင်ရှင်ကတော့အားသာချက်အများကြီးရှိတယ်လို့ကျွန်တော်ထင်တယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလည်းဒါဘီပြိုင်ပွဲတွေမှာတအားကောင်းလာတော့အဲ့ဒီရဲ့ mentality ကိုသူတို့ဒီထိပြန်ဆောင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ဘိုင်ယန်အတွက်တော့မလွယ်ပါဘူးကျွန်တော်ကတော့တည်ရည်ကြရင်တောင်မှဘိုင်ယန်အတွက်စိတ်ပြည့်စရာရှိတယ်လို့ကျွန်တော်မထင်ဘူးအာဆင်နယ်ကတော့သူတို့ပြိုင်ပွဲဆိုမှဘာတွေလုံနိုင်ဆုံးရှိတယ်လဲဆိုတာပြသမှာဖြစ်တဲ့အတွက်နိုင်ပွဲရအောင်လုပ်ပြဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီပွဲမှာသာဆက်ပြီးတော့နိုင်အောင်လုပ်နိုင်နေဆိုရင်အာဆင်နယ်ရဲ့အနေအထားတွေကအများကြီးကျွန်တော်ပြောင်းလဲသွားတော့မှာဆိုညီကတို့ရောဘလူးမင်းညလဲဒီပွဲမှာဘလူးရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြလဲအာဆင်နယ်ကွင်းမှာတော့ဘိုင်ယန်အတွက်တည်ရည်ကြရင်တော့စိတ်ပြည့်စရာမရှိဘူးလို့ကျွန်တော်ထင်တယ် ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ် channel လေးကို subscribe နဲ့ add လုပ်ဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ